မြမပြည်သူတို့၏ຫນွေဥဒေါ်လာရည်သည်အချိန်မြင့်လာသည်နှင့်အမျှအာနာလူစေယုစုသည်2023 2024ခုနှစ်များအတွင်းတွင် ပြိုလဲလူနီပါအခြေအနေသို့ဦးတည်နေပါသည်ထို့အခြေအနေတွင်အိန္ဒိချင်းတရုတ်နိုင်ငံ၏မြမပြည်နိုင်ငံရေးပေါ်ဝင်ရောက်ဆွတ်ဖက်မှုသည်အကျိုးသက်ရောက်မှုများစွာရှိလာခဲ့ပါသည်တရုတ်နိုင်ငံဟာ၎င်းတို့အကျိုးစီးပွားအရမြမစေယုစုအပြည့်တိုင်ရှုံးနိမ်သွားမည်ကိုမလိုလားခဲ့ပါဒါကြောင့် သူတို့လက်လန်းမိသည်။မြဲဘဲတိုင်းတွင်မြမအာနာလူစေယုစုတက်ဆိုးရှည်ရီတို့ကူညီဆောင်မှနေပါတယ်။ဤဒီကို အာနာလူစစ်ကောင်းဆောင်တရုတ်နိုင်ငံ၏ဖက်စစ်ဒေါ်လာရေးအောင်ပွဲသို့ဖိတ်ကြားကာနိုင်ငံ၏အရာလူရသွင်းပေးခြင်းအာနာလူစေယုစုကျင်းပမည်အထူးအရောင်ရွေးကောက်ပွဲကိုကူညီပေးနေခြင်းစသော အာနာလူစေယုစုကိုပေါ်တင်ကူညီခြင်းများကိုကြည့်ရှုခြင်းဖြင့်ရှင်းလင်းစွာသိမြင်နိုင်ပါတယ်။ဒါပြင်နောက်ွယ်မှနေ၍စေယုစုကို ဒရုန်းလက်နက်နှင့်နည်းပညာများပံ့ပိုးကူညီပေးနေခြင်းများတရုတ်နယ်စပ်အခြေပြုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကိုအာဏာလုဆေးအုပ်စုအားမတိုက်ခိုက်ရန်ဖိအားပေးနေခြင်းများလည်းရှိပါသည်။ထို့သောသောအခြေအနေမျိုးတွင်မြန်မာအာဏာလုဆေးအုပ်စုသည် အင်အားပြန်လည်စုစည်းခွင့်ရလာခဲ့ပြီးတော့မြန်မာပြည်သူတို့၏နေအုပ်တော်လှန်ရေးကိုချေမှုန်းနိုင်ရန်ကြိုးစားနေပါသည်။မိမိတို့မြန်မာပြည်သူများအနေဖြင့်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်နေသူများအချင်းချင်းကြောချင်းကရင်ချင်းအပ်ပြီး အစွမ်းကုန်ခုခံတော်လှန်ကြရမည်ကာလဖြစ်ပါတယ်။ထိုက်တဲ့သောစုဖွဲ့မှုနှင့်အတော်အသင့်လက်နက်တပ်ဆင်မှုများရှိနေပြီဖြစ်တော်လည်းပဲမိမိတို့နေဦးတော်လှန်ရေးတပ်ဖွဲ့များသည်အာဏာလုစေုပ်စုကိုလက်နက်အင်အားချင်းရှင်းနိုင်ရန်ရုန်းကန်နေရဆဲဖြစ်ပါတယ်။နိုင်ငံရေးစည်းရေးအကြက်တဲများကြားတွင်စေုပ်စု၏ဖြိုခွဲမှုကိုစနစ်တကျခုခံတွန်းလှန်နိုင်လျင်မိမိတို့ညီမပြည်သူများကိုစေုပ်စုအနေဖြင့်အနိုင်ယူနိုင်တော့မည်မဟုတ်ပါ။ မိမိတို့မြန်မာနိုင်ငံရှိတိုင်းရင်းသားပေါင်းစုံမြေဥဒေါ်လာရဲ့အင်အားစုများအနေဖြင့်အာနာလူစေယုတ်စုကအပြီးတိုင်ဖြိုလဲနိုင်ခွင့်သည်လဲမလျှော်သောဇွဲလုံးလားဖြင့်အချင်းချင်းညီညွတ်စွာခုခံတိုက်ခိုက်ချင်းမှသာပေါ်ထွက်လာနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်ဒေါ်လာရဲ့တပ်ဖွဲ့များသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းသွေးစည်းညီညွတ်ရေးသည်အမြဲတည်းထားတည်ဆောက်မြင့်တင်ပေးရမည်။ဒေါ်လာရဲ့အခြေခံအုတ်မြစ်များပင်ဖြစ်ပါတယ်။ မြို့တော်လိုင်းအဖွဲ့များအချင်းချင်းညီညွတ်ရေးတွင်ပြည်သူလူထုကိုမျက်နှာမူသောညှိနှိုင်းပူပေါင်းဆောင်ရွက်မှုများသည်အဓိကကြပါသည်တပ်ဖွဲ့ဝင်အချင်းချင်းညှိညွတ်ရေးတွင်မူတာဝန်ခွဲဝေထမ်းဆောင်မှုအလိုက်စီကံလိုက်နာမှုမြတ်မြတ်တာတာတာဝန်ခွဲဝေထမ်းဆောင်လိုမှုတို့ကအဓိကကြသောနေရာမှအထောက်ကူပြုနေမည်ဖြစ်ပါသည်မြို့တော်လိုင်းကိုပါဝင်ဆင်နွှဲနေကြသူများသည်ပြည်နေမှုများကိုတွန်းလှန်ပြီး လွတ်လပ်မျှတ၍တာယာသောလူပေါင်းကိုတိဆောက်လိုကြသဖြင့်တမိုင်းဘေးတာဝန်ကို အသီးစိတ်ရှိရှိထမ်းရွက်နေကြသူများဖြစ်ပါသည်။ရီမန်းချက်တူကြသူများချင်းချင်းအတူတူပူပေါင်းဆောင်ရွက်နိုင်ပါမှထောက်ပံ့ကူညီပေးနေသောပြည်သူလူထုတရက်လုံးအပေါ်တာဝန်ကျေနိုင်ပါလိမ့်မယ်။ထို့ထက်ပို၍ဒီမိုကရေစီတိုက်ပွဲတွင်ကြာဆုံးခဲ့ရသောညီနောင်ရဲပေါ်ရဲဘက်များပေါ်တစ္ဆာဆောင်တည်ရလဲရောက်ပါလိမ့်မယ် မြေဥဒေါ်လာရေးတပ်ဖွဲ့ဝင်များအချင်းချင်းစီလုံးညီညွတ်ရေးမှသည်မြေဥဒေါ်လာရေးအဖွဲ့အစည်းများကြားသွေးစုညီညွတ်ရေးတွင်အချင်းချင်းညီနိုင်ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်းတွေ့ရပါသည်မြေဥဒေါ်လာရေးတပ်ဖွဲ့များ၏အခြေခံတိုက်ခိုက်ရေးယူနစ်များထိထို့သောညီနိုင်ဆောင်ရွက်တတ်သည့်အမှုချင်းများကိုပြောထောင်ပေးထားနိုင်လျင်မိမိတို့သည်မြေဥဒေါ်လာရေးအောင်ပန်းကိုအမြန်ဆင်မြန်းနိုင်မည်ဖြစ်ပါသည်တက်တီဆောင်ရေးလုပ်ငန်းများ စစ်စင်ရေးလုံငန်းများသည့်အထက်မိန်တိုင်းအတိအကျလိုက်နာတိုက်ပွဲဝင်ကြရပါသည်ထို့သောအထက်မိန်ကိုအကောင်းဆုံးလိုက်နာနိုင်ရန်ကြိုးစားရာတွင်အချင်းချင်းညှိနှိုင်းဆောင်ရွက်မှုမှာ အသက်တမျှအရေးပါလာပါသည်စစ်စင်ရေးစီမံချက်များရေးဆွဲရာတွင်၎င်းတိုက်ပွဲတွေပြီးတဲ့နောက်သုံးသက်ချက်များလောက်ရာတွင်၎င်းအခြေခံတိုက်ခိုက်ရေးယူနစ်များသည်တရင်တပ်ဖွဲ့အဆင့်ထိစုဝေးတိုင်ပင်ဆုံးဖြတ်ခြင်းသင်ခန်းစာဖော်ထုတ်ခြင်းစာတော်လုပ်ငန်းများလှုပ်ဆောင်ကြတင်ပါသည် ထို့သို့လှုပ်ဆောင်ခြင်းမှာအမိန်ပေးကိုကဲမှုစနစ်ကိုမထိခိုက်စေဘဲအထမိတ်ကိုကောင်းထည့်ဖော်ရတွင်အကောင်းဆုံးပုံစံဖြစ်စေရန်ကြီးရွယ်ကြရမည်ဖြစ်တယ်။ထို့သို့စူဝေးတိုင်ပင်ဆုံးဖြတ်ကြခြင်းဖြင့်ရည်မှန်းချက်ကိုကောင်းထည့်ဖော်ရတွင် အာနေချက်အာသာချက်များကိုပေါ်ထုတ်နိုင်မည်ဖြစ်ပါသည်။ပုံမကောင်းမွန်သောနည်းလမ်းများကိုအမျက်မပြတ်ထပ်ပြီးပေါင်းထက်ပြုပြင်နိုင်သည့်အခွင့်အလမ်းများလည်းရှိနေမည်ဖြစ်ပါသည်။ဒါကြောင့်မိမိတို့ຫນွေဥဒေါ်လာရေးတက်ဖွဲ့များအနေဖြင့်တက်ဖွဲ့ဝင်ချင်းချင်း ညညရေးမှသည်နေဦးဒေါ်လန်ရေးအဖွဲ့အစည်းများအချင်းချင်းသွေးစည်းညညရေးအထိတက်လှမ်းကအာနာလူစရုပ်စု၏အမျိုးမျိုးသောဖြိုခွင်းမှုများကိုရင်ဆိုင်အနိုင်ယူရန်အချင်းချင်းစုပေါင်းတိုင်ပင်ဖြည့်ရှင်ခြင်း အထမအောက်သို့ဒေါ်လန်ရေး၏အချင်းနေရက်ကိုအမြဲနားလည်နေစေရန်ပညာပေးခြင်းနည်းလမ်းများကို အမြဲမပြတ်အသုံးပြုကာလောက်ကင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။သို့မှသာ ခံယူချက်ရှိပြီးသားတော်လိုင်းရေးသမားများအချင်းချင်းနားလည်မှုရှိရှိပြူဟာကြကြစေကစားပြီးအာနာလူစေယုစုဟာစေရေးအရာအနိုင်ယူဖြိုခွင်းကမြမပြည်သူလူထုတရက်လုံးလိုလားတောင်းတလျက်ရှိသောစေအာနာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးဖရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးပန်းတိုင်ကိုအောင်မြင်စွာလှမ်းကိုင်နိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဝီမှာဖော်ပြထားတဲ့ဆောင်းမရှင် ညိုသူရဲ့ဆောင်းပါးလက်ရာဖြစ်ပါတယ်ခင်ဗျာ။